ဗီဒီယို editor တော်တော်များများမသိကြသေးတယ်ဗီဒီယို editing ကိုတနေရာထဲမှာအစုံလေးလာလို့ရမယ်နေရာလေးတစ်ခုကို sharing လုပ်ပေးသွားမယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ညွှန်လင်းပါမယ်ဗီဒီယို editing လို့ပြောလိုက်ပေမဲ့ editor တော်တော်များက software သုံးမျိုးပုံချက်မတူကြဘူးတချို့တွေက premiere pro သုံးတယ်တချို့တွေက final cut သုံးတယ်တချို့တွေက capcut သုံးတယ်စသဖြင့်အမျိုးမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်က DaVinci Resolve user မဟုတ်လို့ DaVinci Resolve ကို basic ကနေ advanced လေးလာလို့ရမယ်နေရာလေးတစ်ခုကိုဒီဗီဒီယိုမှာ sharing လုပ်ပေးသွားမယ်အဲ့တော့ DaVinci Resolve နဲ့ပတ်သက်ပြီးမြင်နေတဲ့ editor တွေအတွက်အနည်းငယ်ရှင်းပြမယ်ဆိုလို့ရှိရင် DaVinci Resolve ဆိုတာဗီဒီယို editing software တစ်ခုတည်းမဟုတ်ဘဲ အဲ့ထဲမှာလည်းဗီဒီယို editing လုပ်မလား color grading လုပ်မလား motion graphic လုပ်မလားအဲ့ဒါပြောမှ audio post production မှာတခါလေးလုပ်ရတဲ့ on one software တစ်ခုပဲဖြစ်ပါတယ် နောက်ပြီးဒီ software ကို Australia ခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Blackmagic Design ကနေထုတ်လာတာပါဒီကုမ္ပဏီက DaVinci Resolve တစ်ခုတည်းမဟုတ်ပဲ Blackmagic ကင်မရာတွေအပြင် DaVinci Resolve နဲ့တွဲသုံးလို့ရတဲ့ Editor Keyboard တွေ Advanced Control Panel တွေအဲ့ဒါအပြင်ကမှ Audio Post Production အတွက် Fairlight Advanced Console တွေလို product တွေအပြင်နောက်ထပ် product တွေအများကြီးရှိပါသေးတယ်ဒီလောက်ဆိုရင် DaVinci Resolve ကိုအနည်းငယ်ရင်းနှီးသွားမယ်လို့ထင်ပါတယ်အဲ့တော့ video အစားပိုင်းမှာပြောခဲ့တဲ့ DaVinci Resolve ကို basic ကနေ advanced ထိလေ့လာလို့ရမယ့်နေရာကိုအခုပြောပြပါမယ်အရင်ဆုံး browser ထိတော့သွားပြီး Blackmagic Design ဆိုပြီးရိုက်ချလိုက်မယ်ပြီးရင် Blackmagic Design ရဲ့ official website တွေကိုဝင်လိုက်မယ်အဲ့ဒါပြီးရင်တော့ ော့ Division Resort တွေကိုထပ်ဝင်လိုက်မယ်။ဒီထက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ Baby Town မှာရှိတဲ့ Overview ကနေပြီးတော့ Training Tab ထဲကိုသွားလိုက်မယ်။ဒါဆိုရင်တော့ Division Resort ကို Basic ကနေ Advanced လေ့လာလို့ရမယ့်နေရာကိုရောက်ပါပြီ။ဒီထက်မှာဆိုရင် Division Resort ထဲမှာပါသမျှ2တွေကို Video Lesson တွေအပြင်စာနေဖတ်ခြင်းတွေတွေအတွက်လည်း PDF file တွေတင်ပေးထားပါတယ်။အထက်အမြင်ကောမှဒီ Lesson တွေကိုလေ့လာပြီးသွားရင် Black Magic ကပေးတဲ့ Certificate ပါယူလို့ရပါသေးတယ်။ Certificate ရဖို့အတွက်ကတော့တနားရီစာ Online Test ကို Pass ဖြစ်မှရမှာပါ။ဒီ Video ကတော့ဒီလောက်ပါပဲ။ Video Editing နဲ့ပတ်သက်တဲ့တခြားအကြောင်းအရာတွေကိုကျွန်တော်ရဲ့ YouTube Channel မှာတင်ပေးသွားမှာပေါ့။ကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပြီးတော့ Notification ထားလို့ရပါတယ်။